င်းတန်းခံနေရတဲ့ဒေသကပြည်သူတွေကိုတွားရောက်ကူညီဖို့အတွက် MNDAA ကိုကန့်တက်ကစစ်ကောင်စီနဲ့ညှိနှိုင်းမိမဲ့စစ်ကောင်စီကလက်မခံဘူးလို့ MNDAA သတင်းမြစ်တွေကနေသိရပါတယ်။အထူးဒေသ1အတွင်းရှိ MNDAA တပ်ဖွဲ့ရင်းနဲ့ကိုကြီးကစဲရေးအဖွဲ့ဟာမလင်းတန်းတင့်နေရနေရာတွေအထိတွားရောက်ပြီးတော့ကစဲရေးလုပ်ငန်းတွေနဲ့လိုအပ်တာတွေလှုံ့ဆော်ဖို့ MNDAA ကစစ်ကောင်စီနဲ့ညှိနှိုင်းခဲ့လို့ဆိုပါတယ်။စစ်ကောင်စီကလက်မခံခဲ့တာကြောင့်တွားရောက်နိုင်မှာမဟုတ်တော့ဘဲ there There's been an absence of coordinated response, many communities having to rely on their own resources. The military were on the move too, but their tools were not for search and rescue. In Mandalay's overstretched hospitals, patients spill out onto the grounds. ငလင်တန်တင့်ဒေတာကပြည်သူတွေအနေနဲ့မိမိတို့နေထိုင်ရာဒေတာကစေယုံတွေမှာစေကူတာဖို့အခက်အခဲရှိမယ်ဆိုရင်အထုဒေတာတက်လာရှုမျိုးကိုရောက်အောင်လာခဲ့ဖို့ ਨੇ ရောက်ရှိလာတဲ့အခါမှာအခမဲ့စေကူတာပေးဖို့ပြင်ဆင်ထားတယ်လို့ MNDA ကကြေညာထားပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့မြစ်လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ငါးနဲ့အဆင့်အမြင့်ရှိကမ္ဘောဇာပံပြိုကျသွားပြီးနောက်ဝန်ထမ်းအယောက်40ခန့်ပိတ်မိခဲ့ကြောင်းသိရတယ်။ မတ်လ29ရက်နေ့တွင်ပိတ်မိနေသူများထဲမှဝန်ထမ်းဦးကိုကယ်ထုတ်နိုင်ခဲ့တော်လည်းရရှိလာသောဒဏ်ရာများကြောင့်ဝန်ထမ်းအမျိုးသားမှဆေးရုံကိုပို့ဆောင်ရန်လမ်းတွင်တည်ဆုံသွားကြောင်းကယ်ဆယ်ရေးအဖွဲ့ထံမှတည်ရသည်ဒီဝန်ထမ်းတွေအတွက်အသက်ရှင်နေတဲ့အချိန်မှာရက်ွက်နေပြည်သူတွေကကယ်ဖို့လုပ်တာကိုစစ်ကောင်စီကလုံးဝတော့ကယ်တင်ခွင့်မပေးဘဲနဲ့ပိတ်ပင်ထားတဲ့အခုချိန်တော့အားလုံးကအတက်တည်ဆုံသွားပြီလို့အတည်ပြုလိုက်ပါတယ်ဒါကတော့တော့ပြောမှရှိတဲ့ကမ္ဘောဇာဗန်တဲ့ကပြစ်ဆိုးတဲ့တည်င်းမှာ နော်လက်ရှိစစ်ကောင်စီဟာကုညီကယ်ဆယ်ရေးအဖွဲ့အတိုင်းကိုလုံးဝလက်မခံပါဘူးရက်ကွက်နေပြည်သူတွေတဲ့ကယ်တင်ဖို့ကိုလက်မခံပါဘူးသူတို့ရဲ့ခွင့်ပြုချက်ရမှာကယ်ဆယ်ဖို့ကိုလှုပ်ခိုင်းတာဖြစ်တဲ့အတွက်အောက်မှာပြီးပြီးပိတ်ပြီးနေတဲ့ဘွားကအဲ့လိုမရှိမဆန့်ခံစားပြီးတော့အတက်ဆုံးချုံသွားတဲ့လူတွေအများကြီးရှိပါတယ်တကယ်ရင်နာဖို့ကောင်းတဲ့ဖြစ်ရတယ်ပါပဲမကွေးတိုင်းပေါင်းမြုပ်နယ်ကငလင်တန်ခံခဲ့ရတဲ့ကြေးရွာကိုမတ်လ30ရက်မနက်7:00နာရီခွဲဝန်းကျင်မှာစစ်ကောင်စီတပ်ကရဟရင်နယ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်စစ်ကြောင်းကလည်းလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ပေါင်းမြို့အနောက်မြောက်ပိုင်းကရွာတိကုံးရွာကိုသူတို့စကားဆဘက်ကစစ်ရဟဲ့ရင်နဲ့ပုံကျဲသွားတာပါ။ပုံကျဲပြီးတော့ကပါစာ24တဲ့ကိုဆင်းသွားတယ်။မြေပြင်စစ်ကြောင်းကလည်းလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်လို့ Successful Force ပေါ့ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါဗျ။ ဘုံကျဲပြီးမိရှုပ်ဖြက်စီခံရတာကြောင့်အင်ဂျီတရာနီးပါးတာရှိတဲ့အဲ့ဒီရွာတစ်ကုန်းကြီးရွာကလူနေအိမ်အားလုံးနီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ပြီးခဲ့တဲ့မတ်လ28ရက်နေ့လယ်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်လဲကြီးရွာကရွာဦးဖုံးတော်ကြီးကြောင်းပရိုက်တာကြောင်းနဲ့လူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။အရင်ရပိုင်းကဒိုးရွာမှာလဲငလင်တန်ခန်းစားရပြီးတော့ဖုံးကြီးတို့ပရိုက်တာကြောင်းလေးကပြိုကျပျက်စီးသွားခဲ့ပြီးတော့ရွာတွေကလူနေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ အဲ့ဒီနေ့ကကျောင်းသားမှရှိတဲ့မိဘမဲ့ကလေးတွေကကလေးငယ်၈ယောက်လည်းတန်ရာရခဲ့တယ်။အခုလည်းလေရင်နဲ့ဘုံကျဲပြီးမြေပြင်စစ်ကြောင်းကလည်းမီးရှို့လို့ရွာလုံးကျွတ်လောက်မီးလောင်ကုန်ပါတယ်။ဘုံကြီးတို့နဲ့ကလေးတွေရောရွာသားတွေရောအခုထိတောထဲမှာနေနေကြရပါတယ်။အရန်ဆိုးရွားလာပါတယ်။ထိခိုက်တံရရတာလည်းအနေငယ်ရှိကြပေမဲ့အသေးအပြောက်တော့မရှိပါဘူးလို့ရွာတိကုန်းကြေးရွာအောင်ချမ်းသာကျောင်းတိုက်ဖြူစင်မြစ်တာ မိဘမဲ့အကြောင်းဆရာတော်ဦးသူစနာက DVB မန္တလေးတိုင်းစင်ကိုမြို့နယ်လက်ပံလာရွာကိုအကြက်ဖက်စစ်တပ်ကမနစ်ကညနေပိုင်းအချိန်ကလေနဲ့ဘုံကျဲတက်ခိုက်တာကြောင့်ရွာထဲမှာမိလောင်နေပြီးရွာလုံးကျွတ်ထွက်ပြေးနေရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တတရဏာကိုပြောပါရယ်မတ်လ31ရက်နေ့ညနေ6နာရီဝန်းကျင်လောက်ကစင်ကိုမြို့နယ်လက်ပံလာရွာကိုလေနဲ့ဘုံကျဲတက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ် အဲလိုအကြက်ဖက်စစ်တပ်ရဲ့လေချောင်းနဲ့ဘုံကျဲတက်ခတ်မှုကြောင့်ကျေးရွာအတွင်းမှာမိလောင်နေပြီးပြည်သူတွေမှလည်းရွာလုံးကျွတ်ထွက်ပြေးနေရလို့ဒေသပြည်သူတွေကပြောပါတယ်။ပြည်သူတွေကငလင်ဘေးနဲ့ဆစ်ဆင်းရနေခြင်းကိုလေနဲ့ဘုံပတ်ကျဲနေတယ်လို့လည်းဒေသပြည်သူတို့ကပြောပါတယ်ရှင်။အချိန်ကြီးကတော့ဒီလိုဖြစ်နေနောက်တစ်ခုကစကိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ဖတ်ပြောပါဦးမယ်။မနေ့ကလည်းစကိုင်းနဲ့ပတ်သက်ပြီးပြောတယ်။တနေ့ကလည်းစကိုင်းနဲ့ပတ်သက်ပြီးပြောတယ်။ စကိုင်းမှာကဲစဲကူညီရေးလုံးဝဝင်ခွင့်မပေးပါဘူးသူတို့လည်းမကူပါဘူးပြည်သူလူထုကိုတေအောင်ဒီတိုင်းပစ်ထားနေကြပါလေကျွန်တော်တို့ကူမဲ့လူတွေလူမဲ့လူတွေအစင်သစ်ရှိပြီးစကိုင်းကိုဝင်ဖို့ကြိုးစားနေပေမဲ့ဖက်စစ်တာစကိုင်းကိုဝင်ခွင့်မပေးနေတဲ့အခြေအနေအများကြီးတွေ့နေရပါတယ်ဒါမြန်မာနိုင်ငံက ကဘာထိတ်တန်းအဆင့်ရှိတဲ့ကုညီကေဇေးကြီးအဖွဲ့တွေကိုလည်းပေးမွင်တဲ့တရင်တွေအများကြီးရှိနေပါတယ်အနီးဆက်ဆုံးဆိုရင်ထိုင်ဝမ်ကုညီကေဇေးကြီးအဖွဲ့ဟာလက်လျှော့လိုက်တယုန်နဲ့ရုရှားနဲ့အမြင်မကြည်နေတဲ့နိုင်ငံကကေဇေးကြီးအကူအညီဆိုရင်ပေးမဝင်ပါဘူးဒါဟာနိုင်ငံကြီးအမျက်ထုတ်တာမဟုတ်လို့ဗာများလုပ်နေတာလူဒီကောင်းဒီချားမှာအနိုင်ငံကြီးအမျက်မထုတ်ကြပါနဲ့ကြော်ကြဆိုကြတာတွေ့ပါ ဒါပေမဲ့မင်းအောင်လည်းဖက်စစ်တက်ကတော့သူငယ်အမြင်မကြည်နိုင်ဘူးလေသူနဲ့တဲ့တဲ့အတိုင်းပြည်တွေရဲ့တရုတ်နဲ့ရုရှားရဲ့အမြင်မကြည်နိုင်တဲ့နိုင်ငံတွေရဲ့ကင်ဆယ်ရေးတွေပြေးမဝင်တယ်လို့လက်ရှိရောက်နေပါတယ်ဆိုတော့ရုရှားကင်ဆယ်ရေးအဖွဲ့နဲ့တရုတ်ကင်ဆယ်ရေးအဖွဲ့ဟာနေပြီးတော့စစ်ရုံးတခွင်နဲ့စစ်တပ်တန်ရဝင်ကြီးဌာနဝန်ထမ်းကျုံးတွေကကင်ဆယ်ကူညီနေတာပါ ်ဘယ်ပြည်သူလူထုတဦးတယောက်ကိုမှကူညီနေတာကိုကျွန်တော်တို့တိတိကျကျခိုင်ခိုင်မာမာမတွေ့ရသေးတာဘူး။ကဘာကိုကျွန်တော်ဒီညကနေအလေးနဲ့ဒါပြောကြားလို့ပါနောက်တစ်ခုကစကိုင်းကိုထပ်ပြောစကိုင်းမှာကျေးဇေးလောက်တာနဲ့ပတ်သက်စစ်တပ်ကမပိတ်ပါဘူးဆိုရင် မြင်းနေတဲ့ကောင်တွေကိုဒီနေရာကတခါလေးပြောမယ်။လာကြည့်လား။လာကြည့်။နောက်ပြီးတော့နောက်တစ်ချက်ကမြင်းမူချောင်းမြင်းမူမှာပြည်တွေကကယ်ဆယ်ရေးဘွဲ့တွေကိုမိုင်းဆွဲပါလေဆိုတဲ့တရင်မာတွေဖြန့်ပြီးစစ်တပ်ဟာတိုင်းပြည်ရဲ့ကတ်ဆိုးအမှောင်ဆုံးကာလကြီးမှာနိုင်ငံရေးအမျက်ထုတ်ယုံနေမှာက ရန်သူကိုရန်သူတပွဲခြေမုံရက်ဆက်ဖိနှိပ်ရုပ်မာနေရဲ့ခြေချောင်းကိုထဲ့ပြောလိုပါတယ်။အဲ့တော့လက်ရှိမှာကျွန်တော်တို့ ਨੇ တိတိဆက်တွေ့တဲ့ကေသီအဖွဲ့အဆောက်အောက်မှာပိတ်နေတဲ့လူတွေရှိလို့အကူကြီးတောင်းလို့အကူကြီးမှုသွားကြတယ်။ထုံဆက်တွေပါတယ်လွှတ်ဆက်တွေပါတယ်ပစ္စည်းကိစ္စတွေပါ။အိမ်ရှင်ကလည်းသူ့အိမ်သားတွေကိုကယ်ခြင်းနဲ့ရှာမယ်လို့ပြင်နေတော့ပြူစောထီတွေကဘ누구ခွင့်ပြုချက်နဲ့လာတာလဲဆိုပြီးဂျင်းနဲ့စစ်တပ်ကိုထတ်ခေါ်ပါတယ်။ ရန်နေစစ်တပ်ရောက်လာပြီးတော့ခုခုချက်မရှိရင်အဆောင်တွေကိုကူညီကယ်ဆယ်ရေးလောက်ခွင့်မပြုဘူးလေဟိုမှာတေမဲ့လူကတေတော့မယ်ဒီရောက်မှာပြိနေတာ၃ရက်ကြီးခုခုချက်ယူရမယ်ဘသူတွေလဲဘာတွေလဲဘယ်အဖွဲ့ကလဲလုံကြုံရေးရခုခုချက်ယူရမယ်လူโซလာ PDL ဘာညာပေါ့ဆိုတော့ခုခုချက်သွားတောင်းမယ်ဆိုရင်တို့ကထိုက်ရိုက်ခုမပြုဘူးအထက်ထက်တင်ကြားရအောင်တေမဲ့လူကတေပြီးပေါ့ အဲ့တော့ကေဇေးကြီးအဖွဲ့တွေကလည်းသူတို့ရဲ့လုံခြုံရေးဖမ်းမယ်စီးမယ်ဆိုတာတွေကြောင့်ပြန်လာခဲ့ပါဂျေတန်နဲ့ဂျိတ်ခါလူတာတော့မရှိဘူးအဆောက်အအုံမှာပိတ်နေတဲ့လူတွေပိတ်မိနေတဲ့လူတွေကြင်ဘူးစစ်တပ်ရဲ့ရဲတွေပြူစောထီတွေကလုံးဝအရှာမခံဘူးတိတ်ရင်တိတ်ပြီးစီဆိုတဲ့အခြေအနေမျိုးပါမဟုတ်ဘူးလို့ညင်းတဲ့ကောင်ရှိရင်ဒီကနေ့တက်လာခဲ့ပါကြိုက်တဲ့အချိန်ကြိုက်လို့ပုံစံနဲ့လူမျက်ကြော်နဲ့စကားပြောလို့ရပါ စစ်တပ်ဟာရက်ဆက်ရုပ်မာနေပါတယ်ပြည်သူကိုတစိမ့်စိမ့်တတ်နေပါတယ်ဒီလိုဆွတ်ဆွဲပါတယ်